ားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ဒုဒါနာကိုတတ်တာစီတယ်ဒီလဲနေအားရှိတဲ့ထဲကနေပြီးတော့ကျွန်တော်ကနေပြီးတော့မိတ်ဆွေတို့ကိုဒုဒါနာကိုတတ်တာချင်ရင်ရေခဲနေနေစားပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျာဟာအဲ့တော့ဆရာဘာလဲပြောနေရလဲပေါ့နော်ဒုဒါနာနဲ့ရေခဲစားနေဘာတွေများပတ်သက်တယ်လဲပေါ့နော်အဲ့တော့ရေခဲအုံလာမှနည်းနည်းတော်ဦးမယ်ပေါ့နော်။ဆရာကဘာလို့ရေခဲစားခိုင်းနေရလဲပေါ့နော်။ဆိုတော့ ကျွန်တော်တို့မှတ်မိလွယ်အောင်ပေါ့ဗျာအတူောက်စကလုံးလေးဖြစ်တယ်ဒီနီမိုနစ်ပေါ့ဗျာနီမိုနစ်မှာဆိုခဲ့ရင် mo i ဆိုတဲ့စကလုံးလေးကိုဒါမှတ်သားစေခြင်းလေဗျာ m o r e mo i c e i ပေါ့ဗျာ mo i ပေါ့နော်ရေခဲညံ့ညံ့ပေါ့နော်ဒါစားလိုက်ပေါ့ဗျာရေခဲညံ့ညံ့စားပေးပါလို့ကျွန်တော်ကနေပြီးတော့ဒါပြောပြချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာပါတဲ့ mo ပေါ့နော် m m ကဘာလဲဆိုတော့ medicine ဆိုလည်းဟုတ်တယ် medication ဆိုလည်းဟုတ်တယ် အဲ့တော့ဒူးနာတဲ့လူနာတွေမှတ်တယ်ကဆရာဝန်ညွှန်ကြားချက်အတိုင်းကိုဆေးတွေတောက်တဲ့နေကြတခါလေကြရင်ဒူးကြီးကရောင်နေတာလည်းဖြစ်နိုင်တယ်နာနေတာလည်းဖြစ်နိုင်တယ်အဲ့တော့ဆရာဝန်ကိုတပြရဲဆိုခဲ့ရင်ဆရာဝန်ကနေပြီးတော့အယောင်ချဆေးတို့အကြိုက်ခဲတယောက်ဆေးတို့ပေါ့ဗျာဒါမျိုးလေးတွေကိုပေးတယ်အဲ့လိုမျိုးပေးတော့မှလည်းဒါတတမယ်ပေါ့ဗျာအဲ့လိုတတစီနေတော့တဲ့ဆေးတွေကိုလူနာကလည်းမမှန်လေးတုံးဆွဲဖို့အတွက်လိုအပ်တယ်ဒါမှလည်းဒါတတမယ်ပေါ့ဗျာနံပါတ်1ကတော့ဒါ M နံပါတ်2ကတော့ O O ကကြတော့ပါလဲဆိုတော့ automated support လို့ပြောတာပေါ့နော်အရိုးကြောပိုင်းဆိုင်ရာကျွန်တော်တို့ထောက်ပံ့မှုတွေလုပ်ဖို့အတွက်လိုအပ်တယ်။ဒါ ਈ တော့ကိုကဒူးကြီးကနားနေတယ်ဒူးကြီးကရောင်နေတယ်ရောင်နေတဲ့ဒူးကြီးနားတာကိုဒီတိုင်းထားတာမဟုတ်ပဲနဲ့ let's take bandage တော့လကောင်းပြီးတော့ဒီဒူးပတ်တယ်ပေါ့ဗျာဟိုဒူးဆုပ်ပေါ့ဗျာဒူးဆုပ်လေးတွေဆွတ်ထားတော့လကောင်းပေါ့ဗျာပြီးတော့ဒူးနာတဲ့ဟာကိုတတစီအောင်ပေါ့ဗျာကျွန်တော်တို့ဖနက်ဆိုလဲဒါဒူးနာတာမရှိစေနိုင်တော့ဗျာဖနက်ကိုရွေးချယ်ပြီးတော့အသုံးပြုစေခြင်းနဲ့ အဲဒါမှလည်းပေါ့နော်ကျွန်တော်တို့ဒီဒူးစီကိုတွားတဲ့ဒီ strain ပေါ့နော်ဒါနာကျင်စီမှုကိုဒါရော့ကြပြီးတော့ဒါဒူးနာလားဒူးရောက်လားဟိုဒါတတ်တာစီမှာပေါ့ဗျာအဲတော့နံပါတ်1ကတော့ဒါ O automated support တွေပေါ့ဗျာနံပါတ်3နံပါတ်3ကတော့ဗာလဲဆိုတော့ R R ကကျတော့ rest and rehabilitation လို့ပြောတယ် rest ဆိုတာကကျတော့အနားယူဖို့အတွက်လိုရတယ်အဲတော့ဒူးနာနေတယ်ဆိုတဲ့အချိန်ကျမှဆရာရဲကျမတောင်တက်လိုက်အောင်မယ်လို့ ကျမအပြေးလေးကျင်လိုက်အောင်မယ်လို့ကျမဟိုလေအဝေးဝေးကို ကျမခီးသွားเสียရှိတော့ကြာလက်လျှောက်ပြီးသွားလိုက်အောင်မယ်လို့အဲ့လိုလေးတွေမရဘူးเนาะအနားယူဖို့အတွက်လိုတယ်ဒီလိုမျိုးလှုပ်ရှားမှုမလုပ်ဘဲနဲ့ပေါ့ကြာအနားယူတော့မှလာလေနာကျင်မှုကနေပြီးတော့ပြောကြဝါစင်တိုင်းတခါနေကြရင်ကြာဒူးနာနေရဆိုအချိန်မှာကိုကဒူးကိုအကွေးလိုက်ဆန့်လိုက်လုပ်နေရဆိုကြတော့ပိုတာပဲပိုရောင်လာမျိုးတွေဖြစ်မယ်အဲ့တော့ကျွန်တော်ခန္ဓာကိုယ်ပါတယ်သူကလည်းသူပြန်ပြီးတော့ healing လုပ်နေတယ်ဆိုတဲ့ဟာမျိုးရှိတယ်အဲ့တော့ ဒီဒူးစစ်တွေကိုပေါ့ဗျာပြန်ပြီးတော့ဟိုဟီလင်းပြန်လုပ်နိုင်ဖို့အတွက်အချိန်ကြီးပေးဖို့အတွက်တော့လိုအပ်တယ်ဗျာပြီးတော့ဟုတ်ပြီဆရာရဲ့လုံးလုံးအဲ့ရပေါ်မှာနားတရပါလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးကျွန်တော် rehabilitation လို့ခေါ်တယ်ပေါ့နော်နားကျင်တာကိုပို့ဆိုးစေနိုင်တော့တဲ့၄ချိန်ခန်းတွေကိုမလုပ်အောင်ဒါပေမဲ့လည်းကျွန်တော်တို့ဗာလဲဆိုတဲ့အချိန်ကြတော့ဟို healing process ကိုအကူအညီပေးနိုင်လောက်တဲ့လေ့ကျင့်ခန်းလေးတွေကိုတော့ဒါလုပ်ပေးဖို့အတွက်လိုအပ်တယ်အဲ့လိုလုံးဝလာလျင်ဘာဖြစ်လဲဆိုတဲ့အချိန်ကျတော့ဒူးကအတိုင်းတတကူတီပြန်ပြီးတော့ဟိုရောင်တဲ့ဟာကပြန်ရော့ကျသွားစေနိုင်မှာပေါ့ဗျာ okay ဒါက rest rehabilitation လုပ်တယ်လုပ်ပြီးတော့နောက်တစ်ခုကကျတော့ e e ကကျတော့ exercise ပေါ့နော်အဲ့တော့နာလာလဲရော့ကျသွားပြီးလုံးလုံးအရှင်းပြောင်းမှလေ့ကျင့်ခန်းလုပ်ခိုင်းတာမဟုတ်ဘူးနော် နာလာလဲရော့ကျသွားပြီးဆိုခဲ့ရင်တော့နောက်တစ်ချိန်ထပ်မနာအောင်လို့ အဲကျွန်တော်တို့ဒူးပတ်ချာလေးမှာရှိတဲ့ quadricep muscle လို့ hamstring muscle လို့ ਨੇ တခြားတော့ဒီအရွတ်တွေပေါ့နော်သူတို့ပြန်လဲပြီးတော့ဒီတန်ဆွမ်းလာအောင် muscle တွေကောင်းလာအောင်ပေါ့ဗျာကျွန်တော်တို့ဟို strength ပေါ့နော်သူ့ရဲ့ဒီခွန်အားတွေပေါ့နော်ကောင်းလာအောင်ပြီးတော့ချင်းကျတော့ stretching ပေါ့နော် stretching ဆိုတာတော့တည့်ရတိုင်းပဲဒူးကကျတော့ကျွန်တော်တို့အကွေးဆက်လုပ်ရတယ်လေအဲ့တော့အဲ့လိုဒူးကွေးဆက်လဲဆိုကျွန်တော်တို့ပတ်တိုင်းမှုတွေမှာ အဲနောက်တစ်ချိန်ရောင်လာတာလို့နာလာလို့မဖြစ်အောင်လို့ဆိုခဲ့ရင်ကျွန်တော်ဒီချိန်ငယ်လေးလုံပေးဖို့အတွက်လိုအပ်တယ်။ဘယ်လိုမျိုးဒီချိန်ငယ်လေးလုံမလားမလဲဆိုတာကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ကနေပြီးတော့လက်တွေ့တရုပ်ပြပြီးတော့ကျွန်တော်ကြားဝေသွားမှာပဲဖြစ်တယ်ကြာ။ Okay အဲ့ဒါဆိုခဲ့ရင်တော့မိုးပြီးသွားပြီ။နောက်တစ်ခုကကျတော့ ice ပေါ့နော်။ ice ကကျတော့တော့အဲ့ဒီဒူးနာနေတဲ့နေရာဒူးချောင်နေတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကရေခဲကပ်ဖို့အတွက်လိုအပ်တယ်ကြာ။ရေခဲအိတ်ပေါ့ကြာ။ဒီကဲအိတ်ပေါ့နော်ဒီကဲအိတ်ကိုဘယ်လိုကတ်ရမလဲဆိုတော့၄နာရီကြာတစ်ခါကို တစ်ခါခန့်ရင်15ပြည့်မင်း20တောက်စီကတ်ထားပေးဖို့အတွက်လိုအပ်တယ်အဲ့လိုကတ်ချင်းအကျင့်ဘာဖြစ်လဲဆိုတော့ကြောင်လာတွေနာလာတွေကိုကျွန်တော်ရော့ချသွားစေနိုင်တယ်ဗျာအဲ့တော့ RC C ကကြတော့တော့ compression ပေါ့နော် compression ကကြတော့တော့ဟို automatic support နဲ့တော့နည်းနည်းစင်တီတေးရောင်ရောင်တော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒူးဆွတ်ဆွတ်တာတို့ကျွန်တော်တို့ဒီဒူးအကွေးဆက်လောက်တာကိုပေါ့နော်ဒီ movement ကိုရော့သွားအောင်လို့ဒီထိန်းချုပ်လိုက်တဲ့ဟာပေါ့နော်အဲ့လိုထိန်းချုပ်ကြရခြင်းဒူးရောင်နေတဲ့ဆိုတဲ့ဟာကိုရော့ချသွားစေနိုင်တယ် ဟိုကျွန်တော်တို့ pressure လေးနည်းနည်းလေးဒီဓူကိုပေးထားပါဗျာဒီလိုမျိုးလေးတွေလှုပ်ပေးဖို့အတွက်လိုအပ်တယ်ဒါ C ပေါ့နော်နောက်တစ်ခုကကျတော့ E E ရတဲ့အရေးကြီးတယ် E ရကျတော့ elevation ပေါ့နော် elevation ဆိုတာကကျတော့ကျွန်တော်တို့ဓူရောင်နေတယ်ဓူနာနေတယ်ဆိုတဲ့အချိန်ကျတော့တွေးကြော တွေကကောင်းကောင်းတွေးမလျှောက်နိုင်တာမျိုးတွေဖြစ်တတ်တယ်ဒါမျိုးလေးတွေမဖြစ်အောင်လို့ကျွန်တော်တို့ AB ဆိုခဲ့ရင်ခန္ဓာကိုယ်ကတဒန်းနဲ့ဖြစ်သွားတယ်ဗျာအဲအဲ့လိုတဒန်းနဲ့မဟုတ်ဘဲနဲ့ ဘာလို့ရမလဲဆိုတော့ကျွန်တော်ဒူးကိုနှလုံး level ရဲ့အထက်လောက်ကိုနည်းနည်းလေးမြင့်ထားဖို့အတွက်လိုအပ်တယ်။ဥပမာခေါင်းလေးအောက်ကခံပြီးတော့လောက်ကောင်းပေါ့ဗျာ။ဒီမြင့်ထားခဲ့မယ်ဆိုခဲ့ရင်ဘာဖြစ်လဲဆိုတော့အရောင်ရော့သွားစေနိုင်တယ်လို့တွေးလည်ပတ်မှုတွေကလည်းဒါကောင်းလာစေနိုင်တယ်ပေါ့ဗျာအဲ့လိုဆိုခဲ့ရင်ဒါတိပြီပေါ့ဗျာအဲ့တော့ဆရာကဘာဖြစ်လို့ရေခဲနေနေစားခိုင်းတာလဲပေါ့နော် more eyes ပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုခဲ့ရင် number 1 m ကကြတော့ medicine medication အယောက်ကြစင်နေတော့တဲ့အရာတွေနာကျင်မှုတက်တာစီနေတော့တဲ့ဈေးတွေကိုမပဲတောက်ဖို့အတွက်လိုအပ်တယ်နောက်တစ်ခု O O ကကြတော့ automatic support တွေအဲ့ဒါကပါလဲဆိုတော့ကျွန်တော်ဒူးကိုအဲ stabilize ချစ်အောင်ပေါ့ဗျာပြီးတော့ဒူးနာတာတွေရော့ချသွားအောင်လို့အတွက်ကျွန်တော်တို့ဒူးကိုထိန်းချုပ်ထားတဲ့ဟာပေါ့ဗျာဒူးစွတ်စွတ်တာတို့ last rate bandage ပတ်တာတို့ပေါ့နော်နောက်တစ်ခုကကြတော့ R R ကကြတော့ reputation and rest ပေါ့ဗျာဆိုတော့ အနာရဖို့အတွက်နောက်တစ်ချိန်ထပ်ပြီးတော့အနာလေးထပ်မဖြစ်အောင်ပေါ့ဗျာဒီနာကျင်မှုတွေထပ်မဖြစ်အောင်အာကျွန်တော်လှုပ်ရှားနေတယ်ဗျာဒူးနာနေတယ်ဆိုတဲ့အချိန်မှာလှုပ်ရှားနေတယ်ဆိုတဲ့အချိန်ကျတော့ဒူးယိုးတွေကပို့ပြီးတော့ဆွေးသွားတာလို့ပါလို့ဒါလိုမျိုးလေးတွေမဖြစ်အောင်ပြန်ကောင်းတဲ့ ချိန်ကိုအချိန်ယူတော့အချင်းကျွန်တော်တို့အနားယူဖို့အတွက်လိုအပ်တယ်အနားယူပြီးသွားပြီဆိုရင် e ပေါ့ဗျ exercise ပေါ့ဗျအဲ့တော့ကြွက်သားတွေရွတ်တွေဒါကျမတက်ဆွဲလာစေဖို့အတွက်ကိုဒါလေ့ကျင့်ငန်းလေးတွေဒါလုပ်ပေးဖို့အတွက်လိုအပ်တယ်တချို့ဆိုခဲ့ရကြွတ်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 နဲ့ကိုလောက်ရတယ်ဆိုတဲ့ခိုက်တက်လေးတွေလည်းရှိတယ်ဒါပေမဲ့အရင်ကြွတ်ကြွတ်ကြွတ်ဖြစ်နေရဆိုတဲ့အချိန်မှာကျွန်တော်တို့အားနေပြီးတော့ပြင်းပြင်းပြင်းဆိုပြီးတော့အရင်သွားလုပ်လို့တော့မရဘူးဟုတ်ဖြစ်ဖြစ်ချင်းပေါ့နော်ဒီချင်းငယ်လေးလေးဒါလောက်ရမယ်ဒါလေးလေးလည်းကျွန်တော်တင်ပေးမယ်ပေါ့ဗျာနောက်တစ်ခုကကျတော့ ice ပေါ့ဗျာ ice ပါပဲ ice ice ပေါ့ဗျာအဲ ice ကကြတော့ရေခဲအောင်ပြဖို့အတွက်လိုအပ်တယ်ဒါမှလည်းအရောင်ကြမယ်နာတာရော့ကြပါစေနိုင်ပြီးတော့ c c ကကြတော့ compression ပေါ့ဗျာဒူးနာရဲဆိုတဲ့နေရာမှာနည်းနည်းလေးသူ့ကိုကျွန်တော်တို့က pressure ပေးထားခြင်းအခြေရောင်လာကရော့ကြသွားစေနိုင်တယ်ကြပြီးတော့ elevation ပေါ့ဗျာ e ကကြတော့ elevation သူ့ကြောင့်မလို့ကျွန်တော်တွေးလက်ပံဖို့ကောင်းလာအောင်လို့ဖန်တီးပေးဖို့အတွက်လိုအပ်တယ်ဒါဆိုခဲ့ရင်ရေခဲညံ့ညံ့စားဖို့လိုအပ်တယ်ဆိုတော့မိတ်ဆွေကိုတိကျသွားပြီကြအဲ့တော့ဒူးနာတဲ့လူတယောက်ဘလို့လေ့ကျင့်ငယ်လုပ်မလဲဆိုတာကိုကျွန်တော်ကလက်တွေ့ကြရပါမယ် โอเคပါစက်တီရအောင်เนาะโอเคပါဒုနာတဲ့လူတွေလှုပ်လို့ရတဲ့လေ့ကျင့်ခန်းကကျွန်တော်တို့လှဲလျက်လည်းလှုပ်လို့ရတယ်ထိုင်လျက်လည်းလှုပ်လို့ရတယ်ဘောเนาะလှဲလျက်ဆိုတဲ့အနေအထားမှာအခုဒီဗီဒီယိုထဲမှာတွေ့တယ်လို့ပဲဗောညာကျွန်တော်လို့ပဲလှဲချလိုက်အဲလှဲချလိုက်အဲ့တော့အောက်ခဲ့ မျက်နှာပြင်အမာပေါ်မှာလှည့်ချလိုက်ကြ။ကျန်းပေါ်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေခွပြစ်တို့လိုကတဲ့နေပေါ်မှာပဲဖြစ်ဖြစ်ဟာဆရာရဲ့အရန်အိနေတဲ့ဆိုရဲစူဖာကြီးပေါ်မှာမှုရကြီးပေါ်မှာလှည့်တော့မရပါဘူးနော်။အဲ့တော့အောက်ခံမျက်နှာပြင်မာတယ်ဆိုတဲ့ပေါ်မှာလှည့်လျောင်းပေးပါ။ပြီးတော့ကျွန်တော်တို့ပဲဒုတစ်ဖက်ကိုကိုွေးထားပါ။ပြီးတော့နောက်တစ်ဖက်ကိုဆန့်ထားပါ။ပြီးတော့ဆန့်ထားတယ်ဆိုရဲခြေတော့ကိုမကွေးလာစေနဲ့နော်။မကွေးလာစေပဲနဲ့ကျွန်တော်ဖြည်းဖြည်းချင်းနဲ့မပါ။မလျက်အနေထားမှာ125ပေါ့ဗျာ။ တက်ကနေ၅အထိကို အနှေးလေးရေတော့ပါတက်နေတော့လေငါအရေးကြီးအမြဲတည်းမဟုတ်ဘူးအရေးကြီးအနှေးလည်းမဟုတ်ဘူးเนาะဘာလို့ကိုကဒုဒနေဆိုတဲ့အချိန်မှာဆရာက125ကိုချီချီလေးကြီးခိုင်းလို့ဆိုပေပြီးတော့တယောက်ကကြီးပေးတယ်ဆိုတဲ့အချိန်မှာသူ့ကိုအရန်ကိုချုပ်တီးရလို့ဆိုပြီးတော့ပူနာသွားတဲ့မျိုးတွေလည်းမဖြစ်ပါစေနဲ့เนาะပြီးတော့အဲ့လိုညိုချီချီကြီးကြီးတွက်ပြီးပြီဆိုခဲ့ရင်ကိုချီတော်ကိုဖြည်းဖြည်းလေးအောက်ပြန်ချလိုက်ကြအဲ့ဒါကိုတစ်ဖက်ကို၅ချိန်စီပေါ့ကြာ အဲ့တော့ဟိုဘက်၅ချိန်ဒီဘက်၅ချိန်ညဘယ်ဟိုတစ်ခါလုံးညတစ်ခါလုံးဘယ်တစ်ခါလုံးညတစ်ခါလုံးအဲ့ဒါဟိုတစ်ဖက်ကို၅ချိန်စီမနေ့အိယာနိုးလိုက်တစ်ခါညအိတ်ခန့်ဒီတိုင်းဟိုတစ်ခါပေါ့ဗျာဒါလုတ်ပြီးဖို့အတွက်လိုအပ်တယ်ဒါကကြတော့လဲလဲအနေထားမှာနောက်တစ်ခုကကြတော့ထိုင်လဲအနေထားမှာထိုင်လဲအနေထားမှာအခုကျွန်တော်ထိုင်တယ်လို့ပဲကလထိုင်ပေါ်မှာကာဘမက်လေးနဲ့ထိုင်ပါနော်ပြီးတော့ဒီတော့တစ်ဖက်ကိုဒူးမကွေးပဲနဲ့မတင်ထားလိုက်ပါโอเคပြီးတော့အဲ့ခြေတော်ကိုမလျက်အနေထားကနေပြီးတော့ 1 to 10ပေါ့နော်တကနေ30အထိကိုအနည်းရေတွက်ပြီးတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20အဲ့ဒါဆိုရင်ပြပြချင်းချပါအဲ့လိုမျိုးပေါ့နော်တစ်ဖက်ကိုဒါ၁၀ချိန်ပေါ့ဗျာပေတစ်ခါလုံးညာတစ်ခါလုံးပေတစ်ခါလုံးညာတစ်ခါလုံးပေတစ်ခါလုံးညာတစ်ခါလုံးပေါ့ဗျာအဲ့တော့ဆရာတစ်ခါတည်းနဲ့ပေါ့နော်တစ်ဖက်သေးကို၁၀ချိန်လောက်ရမလားဆိုကျွန်တော်အဲ့ဒါကိုအားမပေးဘူးကြာ ဲ့ဒါပိုဆိုးစေနိုင်တယ်လို့တော့ကျွန်တော်ယူဆတယ်ဘဲဟုတ်တစ်ခါလုံးမယ်ပြီးပြီဆိုခဲ့ရင်ညာတစ်ခါလုံးမယ်အဲဒီလိုလေးပေါ့ဗျာအဲ့လိုလေးကိုလည်းထိုင်ကုန်ပေါ်မှာပေါ့ဗျာဟိုထိုင်တဲ့အချိန်တိုင်းလေးတွေဒါလုတ်ပေးဖို့အတွက်တော့ဒါလိုအပ်တယ်ဗျာโอเคအဲ့တော့စေချိန်တို့ပြောရမယ်လို့ဗျာဟိုကိုနိုင်တဲ့လောက်လေးလုတ်ပေါ့ဗျာထိုင်ကုန်မှာတစ်ခါထိုင်တိုင်းကျွန်တော်ကတော့ဟို၄၅ချိန်လောက်လုတ်တယ်အဲ့တော့ကျွန်တော်ကထိုင်ကုန်မှာအချိန်90တော့ထိုင်တာကိုဆိုခဲ့ရတော့လေတော်တော်ကောင်းတော့ဗောနော်အဲ့တော့ထိုင်လိုက်ထိုင်တိုင်းလေးလှုပ်လိုက် အဲပြီးပြီဆိုရင်ပြန်ထလိုက်ဒီလိုလေးတွေလည်းအဆင်ပြေလာပဲဗောနော်ဒါကတော့ဟိုလူနာလဲဆိုတဲ့လူတွေမှာဒါလုံးလေးလုံးထိုက်တဲ့ဆိုတဲ့ဒါလေးချင်းငယ်လေးတွေကိုကျွန်တော်ကမျှဝေသွားခြင်းပဲဖြစ်တယ်ကြာโอเคပါအဲ့ဒါဆိုခဲ့ရင်ဒုနာတာကိုတက်တောင်းရေခဲညံ့ညာဘလို့စားရမလဲဆိုတာတိသွားပြီးတော့ယုံကြည်ပါတယ်အဲ့တော့အကျိုးရှိမယ်လို့လည်းမျှော်လင့်တယ်ကြာအဲ့တော့ဒီဗီဒီယိုကိုတခြားမိတ်ဆွေတွေတိအောင်လည်းမျှဝေပေးပါအောင်ကြာအခုလို့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတရားကြီးတင်တယ်နော်โอเคပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြအောင်